ကိုဝင်ကြီးနဲ့ဇေယောင်ကရလိုပင်ပန်းခက်ခဲခဲ့တဲ့အကြောင်းတွေကိုပြန်လည်မျှဝေလာခဲ့တဲ့ဝိုင်းစုခိုင်တိန်ပရိသတ်များလုံးမင်္ဂလာပါရှင်ဘောင်းမီစနောင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုလက်တလောဝိုင်းစုခိုင်တိန်တယောက်ရုပ်ရှင်ဇာတ်ကောင်းတွေရိုက်ကူးနေခဲ့ရပြီးတော့ပွဲရီမှာလည်းတခြင်းတွေတီးဆိုနေခဲ့ရပါဘူး ဒါပေမဲ့လည်းတချို့ကတော့ဝိုင်းဆူရဲ့ body bind ကိုကြည့်ပြီးတော့ဗိုက်ကြီးနေရများလားလို့ထင်နေကြကြပါတယ်။ဒီလိုထင်နေကြတဲ့အကြောင်းရင်းကလည်း internet ပေါ်မှာပြန့်နှံ့လာတဲ့ video တွေအကြောင်းလို့ပြောလို့ရပါတယ်။ဝိုင်းဆူကန်တဲ့တယောက်အစင်ပေါ်မှာသူ့ရဲ့ချင်းရတဲ့ပရိသတ်တွေနဲ့တချင်းတွေတီးဆိုနေခဲ့ရပါဒါပေမဲ့လည်းအဲ့ဒီဗီဒီယိုတွေမှာဝိုင်းစုဟာပုံမှန်အတိုင်းသချင်းတွေကိုတီးဆိုနေခဲ့ပေမဲ့ပရိသတ်တွေကတော့ဗိုက်ကြီးနေရလို့ထင်ကြီးပြနေကြပါတယ်။တချို့ကလည်းဝိုင်းစုကန်တဲ့ဗိုက်ကြီးနေရမဖြစ်နိုင်ဘူးလို့အငင်းပေါင်းမှုတွေတောင်ဖြစ်ခဲ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ဝိုင်းစုကင်တဲ့ဟာသူအရန်ချစ်ခဲ့ရတဲ့အဆိုတော်အွန်လာနဲ့လည်းတရားဝင်ကွာရှင်းလိုက်တာမကြသေးရကြောင်းဖြစ်ပါတယ်။ဝမ်စုကတော့တကယ်ကိုချီးရင်မှကန်ခေရဲ့အမျိုးသမီးတအူးလို့တောင်ပြောလို့ရပါတယ်။အနုပညာလောကတွေကိုစတင်ဝင်ရောက်လာတုန်းကတော့မင်းသားဟင်းဝင်ရဲ့နဲ့ချစ်ကြိုက်ခဲ့ပေမဲ့ဟင်းဝင်ရဲ့အဖေဖြစ်သူတဘောမတူမှုကြောင့်လမ်းခွဲခဲ့ရတာပါ နောက်ပြီးတော့ဝမ်စုတယောက်ပထမအိမ်တော်ကြသွားခဲ့ပါသေးတယ်။ဒါပေမဲ့လည်းစိတ်တဘောထားတွေမတိုင်ဆိုင်တာကြောင့်ကွာရှင်းခဲ့ကြတာပါ။ကွာရှင်းတဲ့နောက်မှာတော့သူ့ရဲ့ငယ်ကြီးစားဖြစ်တဲ့အစိုးရအောင်လားနဲ့ချစ်ချိုက်ခဲ့ပြီးထပ်မံလက်ထပ်ခဲ့ကြပါရဲ့။နောက်ပိုင်းမှာတော့အောင်လားဟာအိမ်ထောင်ဦးစည်းကောင်းတယောက်မဟုတ်တဲ့အပြင်တနေ့တနေ့အရက်သေးစားတွေမူယူတောက်စားနေခဲ့ရပါ။ဒီလိုမျိုးတောက်စားဖို့အတွက်ဝမ်စုရဲ့ပတ်စံတွေကိုထိုင်ဖြုံးနေခဲ့ရဖြစ်ပြီးတော့ ကမာလီရီနေတောင်ခဏခဏဖောက်ပြန်တဲ့အကြောင်းတွေကိုသူကိုယ်တိုင်မူးမူးနဲ့ဝန်ခံထားတဲ့အသံဖိုင်တစ်ခုတောင်အင်တာနက်ပေါ်မှာဝက်ဝက်ခွဲနာမည်ကြီးသွားပါသေးရဲ့အသံဖိုင်ကလည်းဝိုင်းစုကိုယ်တိုင်ပဲတွင်ထားခဲ့ရပါအခုတော့အွန်လိုင်းနဲ့ဝိုင်းစုတို့ကွာရှင်းပြက်စဲလိုက်ပြီးတော့အွန်လိုင်းကတဖန်ဝိုင်းစုကိုတိန်တောင်ရောကြီးတောင်းတဲ့ကိစ္စနဲ့ပြဿနာတက်နေခဲ့ကြတာပါပြန်စစ်စားကြည့်ရင်တော့ဝိုင်းစုကန်တဲ့အခြေအကြီးကတကယ်ကိုရင်နာဖို့ကောင်းတဲ့လက်တွေ့ဘဝရဲ့ဇလန်းတစ်ပုတ်ပဲဖြစ်ပါတယ်။ အဲ့ဒီလိုတွေဖြစ်ပြီးနောက်မှာအခမ်းအနားပွဲတွေ၊စတိတ်ရှိုးပွဲတွေမှာသချင်းဆိုရင်းနဲ့ပရိသတ်တွေနဲ့အတူရှိနေကြရပါ။ပိုင်းစုလည်းစိတ်တွေလန်းဆန်းပြီးတော့တဖန်ပြန်လည်းအချစ်သက်တွေပေါက်ခွာလာခဲ့ပါတယ်။အခုဆိုရင်တော့ချစ်သူကောင်းလေးအစ်တလေးရနေပြီဖြစ်ပြီးတော့အတူတူနေထိုင်ဖို့အတွက်တောင်ဘန်ကောက်မြို့ကဈေးအစည်းဆုံးနဲ့အဆင့်မြင့်ဆုံးကွန်ဒိုတိုက်ခန်းကြီးတစ်ခန်းကိုတောင်ဝယ်ယူပြီးသွားတာဖြစ်ပါတယ်။ ဒါကြောင့်လဲဝိုင်းစုတယောက်ချစ်သူကောင်းလေးအသိနဲ့ရတဲ့ကိုဝင်ကိုလွယ်ထားရတာလို့ထင်နေကြတာပါဝိုင်းစုကတော့သူ့ရဲ့ကိုဝင်လွယ်ထားတာမဟုတ်ကြောင်းသူကဝိတ်တက်လာရင်ဘိုက်ကပူတက်တာဖြစ်တဲ့အတွက်ကိုချက်တွေဝင်ရင်ဘိုက်ထွက်နေရကြောင်းလို့ဖြေရှင်းခဲ့ပါတယ်နောက်တစ်ခုကတော့ကိုဝင်ကြီးနဲ့ဈေးရောက်နေရဆိုတာကသူအခုပါဝင်တရုတ်ဆောင်ရမယ်ဇက်ကားရဲကဇက်ဝင်ကန်တခုလို့ဆိုခဲ့ရပါ။ဂုံဆိုတဲ့ရံပုံငွေရုပ်ရှင်ဇက်ကားကြီးမှာဝေလာရီအေးမြတ်သူတို့လည်းပါဝင်ပါတယ်။ ခိုကိုရမဲနေရဲ့အမေဖြစ်သူတွေအတွက်ရည်ရွယ်ပြီးတော့ရိုက်ကူးထားတာလို့ဆိုပါရယ်။သူမကိုယ်တိုင်ကိုဝင်ကြီးနဲ့ဈေးရောက်တဲ့ဈေးတဲ့အဖြစ်နဲ့ပါဝင်ရိုက်ကူးထားပြီးတော့ကစွန်ရွက်တွေဟင်းရွက်တွေရောင်းက အုတ်တွေကိုတည်ခဲ့ရကြောင်းဈေးတဲ့တွေကိုသူပို့ပြီးတော့ကိုချင်းစာသွားတယ်လို့ဆိုပါရယ်။ဗီဒီယိုကိုကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တွေအနေနဲ့ဘိုက်ကြီးနေရာမဟုတ်ဘဲဝါလို့ဘိုက်ပူနေရာဖြစ်တယ်ဆိုတော့ဝိုင်းစုရဲ့ဖြည့်ချင်းချက်တွေကိုဘယ်လိုထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။